ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ Reku Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာဒီတစ်ခေါက်မှာတော့အမဆုစုနိုင်တောင်းထားတဲ့ဆရာကြီးမသိန်းခါရဲ့မောင်မကြီးသားမောင်မြဖေးဆိုတဲ့ဝိတုစာအုပ်ကိုဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ အာပထမဥစားပေါ့လေဒီစာအုပ်ကိုရှာတာတော့ကျွန်တော်တို့မရသေးတဲ့အတွက်အာ Facebook link တစ်ခုကနေပြီးတော့ကျွန်တော်တို့အာမင်းမင်းနေပြီးတော့လူရှာလို့တွေ့တဲ့ဟာလေးတစ်ခုပေးတယ်ပေါ့နော်ဒါလေးကတော့အဲဒီတင်တဲ့တယောက်ကိုလည်းတော်တော်လေးလေးစားရပါတယ်သူကတော့ဒီစာအုပ်တွေစာဆိုင်မျက်နှာတွေပေါ့လေစာမျက်နှာတွေကိုသူဓာတ်ပုံရိုက်ပြီးတော့တင်ထားတဲ့ဟာပေါ့အဲ့တော့ကျွန်တော်တို့အဲ့အရာတွေကိုပြန်ဒေါင်းပြီးတော့ဒီမှာတော့ဟိုဖတ်ရတာဖြစ်တဲ့အတွက် နည်းနည်းလေးအထစ်အငော်လေးရှိသွားတာမျိုးတို့အဲပြတ်တောက်သွားတာမျိုးတွေဖြစ်ခဲ့ရင်တော့ကျွန်တော်ကိုသိခံလာလေခုနှစ်ပြပါရန်လေကြိုတင်ပြီးတော့မြေတားရက်ခံတောင်းပန်အပ်ပါရခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနာဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာမောင်မင်းကြီးသားမောင်မြဖေစာရေးသူဤအမားသို့မဟုတ်ဤဆွေပုံမြင်ကလေးတပုံမြီးနဲ့ခွေးအကြောင်းတခါကမြီးတကောင်နဲ့ခွေးတကောင်တို့သည် အစေကဝင်းများဖြစ်ကြကုန်၏တနေ့တနေ့၎င်းတို့နှစ်ဦးသည်ခရီးသွားလာကြလေ၏အတော်တန်အချိန်ကြာသည့်အထိသွားခဲ့ကြရာလမ်းပေါ်တွင် အထုတ်ထုတ်ကိုမြီးကခလုတ်တိုက်မိလေ၏ထို့ကြောင့်မြီးကထိုအထုတ်ကိုကောက်ယူလိုက်လေ၏ထိုကခွေးကဘာလို့ကြည့်လဲတငယ်ချင်းဟုလှမ်း၍မေးလေ၏မြီးလည်းအထုတ်ကြီးကိုဖြည့်ရင်းအထက်မှစာရီပါတဲ့အထုတ်ကြီးကဟုပြန်၍ဖြည့်လိုက်လေ၏ ီလိုဆိုလဲအဲ့ဒီစာတွေထုတ်ပြီးဖက်ပြစမ်းပါကွာဟုခွေးကပြောရင်မြည်လဲအထုတ်တွင်းမှစာများကိုထုတ်ကာခွေးအားဖက်ပြလေဟိုစာများတွင်ကအခြားသောအကြောင်းအရာများမပါရှိပဲမြက်များမူရောစဘာများ ကောက်ရိုးများနှင့်နံပါတ်များအကြောင်းကိုသာ စာရေးကောင်းသူတဦးကဖွင့်လွှဲ၍ရေးသားထားခြင်းဖြစ်ပြီးခွေးသည်မြည်ဖက်ပြသော စာအုပ်များကိုညင်၍နားထောင်နေပြီးနောက်တငယ်ချင်းမြည်ရဲ့ဒီအကြောင်းတွေကြီးပဲလား အမေသာအမေရိုးတွေအကြောင်းကိုမပါဘူးလားကွာဟုတ်မေးလေထို့ကြောင့်မြည်လဲခွေပြောသောအကြောင်းအရာများပါလို့ပါ냐အထုတ်ထဲတွင်ရှားဖွေလေတော့ဤတို့ရတွင်တို့ရတွင်စာတော်တွင်၌ကခွေအလိုရှိသောအမေသားနှင့်အမေရိုးများအကြောင်းလုံးဝမပါရှိပေထို့ကြောင့်မြည်ကတင်ငယ်ချင်းခွေဤမင်းပြောတဲ့အမေသားတွေအမေရိုးတွေအကြောင်းမပါဘူးကွာဟုတ်ပြောလိုက်ရာခွေသည်စိတ်ပြတ်စွာနှင့် ဲ့ဒါတွေမပါရင်တော့အလကားစာတွေပါပဲကွာစာဆိုတာကနံပါတ်1အမေသားပါရမယ်နံပါတ်2အမေရုပ်ပါရမယ်ကွာဒီအချက်နဲ့မပြည့်စုံရင်အလကားစာပဲမှတ်ပြီးတော့တငယ်ချင်းအချိန်ကုန်ခံပြီးဖတ်မနေပါနဲ့ကွာခုစောကခွေးသည်အထုပ်ကြီးကိုစိတ်ဆိုးမှန်ဆိုးနှင့်အဝေးသို့ပြွင့်ပြကငဲတံပါသည်အထိဥလိုက်လေတော့သည်ဤဆွေပုံမြင်ကျွန်ုပ်ဥသာအေးသည်ပြိပတ်တွင်နှစ်ပေါင်းများစွာအမှုထမ်းခဲ့ဘူးပါသည် ဗမာန်ပလိကလေးဘဝမှပလိမင်းကြီးယာရုအထိရရှိခဲ့ဘူးလေ။ထို့ကြောင့်ကျွန်တော်ဤပလိတတန်းတစ်လျှောက်လုံးတွင်တရားခံအမျိုးမျိုးကိုဖန်ဆီးဘူးပါသည်။ထို့ရာတွင် ထိုတရားခံတို့အနက်ကျွန်တော်နှင့်မကြာခဏရေဆက်ဆုံလေးရှိသောတရားခံတအူးရှိလေသည်။ထိုတရားခံ၏မြင်မှာမောင်မြဖေဟု၍ဖြစ်ပေသည်။ကျွန်တော်သည်၎င်းမောင်မြဖေကိုလွန်စွာစိတ်ဝင်စား၏။သူသည်ရဲရင်၏အနစ်နာခံတတ်၏။အကျဉ်းတရားကြီးမား၏။သူသည်ယောသား၏။ သူဒီပင်ရက်ဆက်ဤသူဒီပင်အကျဉ်းသားမဲ့ဤသူဒီပင်ညံဤညံနဲ့များသူဖြစ်ဤနောင်တွင်ကျွန်ုပ်သည်သူဤအကြောင်းကိုအိတ်သွင်းဖားမောက်တိရှိခွင့်ရခဲ့ဤသူဤအကြောင်းသူဤဇလန်းသည်နှလုံးသွေးပြက်ဖွယ်ရာ ကောင်းလာပြီးတကဲ့သို့ကြည်နုဆွပြန့်ဖွယ်ရာလည်းကောင်းလာတော့ဤအတုယူဝဲကောင်းတကဲ့သို့ရှောင်းကျင်ရန်လည်းကောင်းလာတော့ဤသူဤဖြစ်ပျက်သည် အကြီးတန်ဤတခံ လှပနေပြန်၏အဆုံးစွန်သောဇကားကိုဆိုရပါမူ၎င်းမောင်မြဖေ၏အကြောင်းသည်စိတ်ကူးကောင်းကောင်းနှင့်ရေးသားထားသောဝတ္ထုကြီးတစ်ပွဲဖြစ်၏ထိုအထက်တွင် လောကဤလျှို့ဝှက်သောသဘောတို့သည်တလဲသည်ဗမာ သူအကန့်နှင့်သူ ပါဝင်နေ၏ဤဒီကိုပင်ဓမ္မဟု ခေါ်လိုကလည်းခေါ်နိုင်၏မခေါ်လိုကလည်းနေနိုင်၏တံဝေကယူလိုကယူနိုင်၏မယူလိုကလည်းနေနိုင်၏မြည်တော့ပင်ဖြစ်စေဤဒီကိုပင် မောင်မင်းကြီးသားမောင်မြခေဝတ္ထုကြီးဖြစ်ပေတော့သည်ဥတာဧပဲခိုးမျိုးတနေ့တနိုင်မန္တလေးမြို့၌လွင်စွာကြီးမားသောမင်္ဂလာဆောင်ကြီးတစ်ခုကျင်းပလေ၏နပတ်သောမိဘများငွေကြေးအုပ်စွာတောင်းတင်းခြင်းဩဇာတိတ်ကမရှိခြင်းတို့ကြောင့်ထိုမင်္ဂလာဆောင်ကြီးမှာလွင်စွာမှစီကားတိုင်းမြိုင်လှပေ၏ညာပိုင်းသို့ရောက်သောခါ၌လည်းသရုတ်သားသရုတ်သမီးဤအိမ်ရှိ၌အငိမ့်ဖြင့်ဖြောပြေးလိုက်သည်မရှိစင်ရသာပေါင်းတို့သည်ထိုကြီးကျယ်ခန္ဓာသောမင်္ဂလာဆောင်ကြီးကိုကြည့်၍ သူတို့သမီးရောသူတို့သားပါကုသိုလ်ထူးကြပါပြီ။ဟုတ်ချီးမွမ်းကြကုန်၏။ညနေပိုင်း၌မူသူတို့သမီးဤအိမ်၌မိဘဆွေမျိုးများနှင့်တကွအရင်နေ့ဆုံးမိတ်ဆွေအချို့ပါဝင်သည့်ညသာစားပွဲတစ်ပွဲတည်တံ့ကျင်းပလေ။ထိုထမင်းစားပွဲမှာရိုးရိုးထမင်းစားပွဲမဟုတ်ဘဲနှစ်ဖက်သောမိဘများကသူတို့သမီးနှင့်သူတို့သားအားအတွင်ပစ္စည်းများကိုလက်ဖွဲ့အဖြစ်အနှင်းသောလက်ဖွဲ့အနှင်းပွဲဟုလဲဆိုနိုင်ပေ၏။သူတို့သား၏အမိမှာမောင်မောင်နိုင်ဟု၍ဖြစ်၏။ အသက်မှာ30ပင်ကျော်ခဲ့ပြီဖြစ်၏အရက်ပုဤဝမ်းပိုက်စု၏ပခုံးချင်းဤပါဖောင်းဤထိတ်ပြောင်ဤတကောလုံးကိုခြုံ၍ကြည့်လျင် ရေရွှင်ပွဲကောင်းသောကတွင်းရုပ်နှင့်တူဤတို့ရတွင်ဒရောသားဖြစ်ခြင်းကြောင့်တကြောင်ငွေကြေးချမ်းသာသောကြောင့်တကြောင်အဘုရန်ကြိုးကြီးကြီးလုံကြီးကိုဝစ်စင်ထား၏အကောင်စားနသာယောင်ပုတ်တိုက်ပုံအင်ကြီးကိုဆင်မြန်းထား၏ထိုကိထိုခါကငွေတစ်ထောင်ထက်မနည်းပေးရသော ရူလက်စ်နာယီကိုဝစ်စင်ထား၏ဆိုင်ကြီး၌စိန်ကြယ်သည်များဆင်မြန်းထား၏သူတို့သည်ထိပ်ပြောင်သူတို့၏ထုံစံတိုင်းနေတယ်မှဇပင်များကို ထိပ်ပေါ်သို့ဖြည်တင်က၎င်း၏ထိပ်ပြောင်ခြင်းကိုလူမသိစေရန်ကာကွယ်ထား၏တို့တို့ကာကွယ်ထားခြင်းကြောင့်ပင်လင်ထိပ်ပြောင်ခြင်းဖြစ်ကြောင်းကိုဆိုင်းဘုတ်တင်ထားတဲ့ကဲ့သို့ထင်ရှားနေလေ၏သူတို့သည်မိအမိမာခင်မေကြီးဟု၍ဖြစ်၏အသက်မှာအစိတ်ကြောကရှိပြီးဖြစ်၏လွင်စွာစူဖြိုး၏ကောင်းသေး၏ စီကုံမောက်ဤခါတုတ်ဤသရုတ်သားထက်အနေငယ်မြင့်ဤနှုတ်ခမ်းထော်ဤအသားနီဤခြေပနောက်တွင်ပတ်ကြအပ်များထနေဤတို့ရတွင်သရုတ်သမီးဖြစ်ခြင်းကြောင့်တကြောင်ငွေကြီးချမ်းသာခြင်းကြောင့်တကြောင်စိန်ဖြင့်ပြုလုပ်ထားသောလက်ဝတ်ရတနာတို့ကိုအစမတန်ဝတ်ဆင်ထား၏၎င်း၏တင်ငယ်သောခေါင်း၌ညီတို့များလိုက်ဖယ်ခြင်းမရှိသောပြည်သူကြီးကိုထုံထား၏ထိုပြည်သူကြီးပေါ်၌လွန်စွာကြီးမားသောစိန်သူကြီးကိုစိုက်ထား၏ ၎င်းကိုမြင်ရသူပေါင်းသည်ဝတ္တရဝါကို ပြည့်၍မြင်အောင်မိလေ။ထိုသရောသမီးသည်၎င်း၏တုတ်ခိုင်လာသောခါကြီးအားခါသေးသည်ဟုထင်စေရန်အတွက်အလွန်သေးသောငွေကပတ်ပတ်၍စီးထားသည်ဖြစ်ရာ လူနှင့်မတူတော်ပဲကောင်းညင်းတုံနှင့်သာတူတော်၏။ထိုကောင်းညင်းတုံနှင့်ကတွင်ရုပ်တော်၏လက်ထက်မင်္ဂလာပွဲအားရောဇမတ်တွင်လောက်အောင်ပင်ကြီးကျယ်ခမ်းနားလာပြီ။၎င်းတို့နှစ်ဦးပါဝင်နှစ်ဖက်သောမိဘဆွေမျိုးတို့သည် ညသာထမင်းစားပွဲကိုကျင်းပကြလေသည်ဓဘုံဆရာငါဦးသည် သူထက်ငါလူ၍ဓဘုံများရိုက်ယူနေလေ၏အကျိုးသောမိမတို့သည်သူတို့သမီးကသိတ်လှတာပဲဟု၎င်းတို့၏အရှိ၌ချီးမွမ်း၍ကြွေရာ၌မူငါတွေ့ဦးတဲ့သူတို့သမီးတွေမှာတော့အတော်ရိုးဆိုးဆုံးမိတ်တော်ဝတ်စားရတာတွေကတော့အဖိုးရန်ကြီးတွေပါပဲဒါပေမဲ့လူကအချိုးမကျတော့လေကောင်းကျင်းတို့ကြီးနဲ့တူတာပေါ့ဟုပြောလေ၏တော်ကတယောက်သောမိမကအ သူတို့သမီးဆိုတာပြင်ဆင်လိုက်ရင်နတ်မိမေကလေးလိုလှနေမှကြည်ကောင်းတာအခုတော့ဒီနတ်မိမေနဲ့မတူဘူးဝတ်မိမေနဲ့တူးနေတယ်ဟုချိုချိုဖဲဖဲကဲ့ရဲ့အပြစ်တင်နေပြီသူတို့သမီးကိုအပြစ်တင်ပြီးနောက်သူတို့သားဘက်သို့ရောက်ပြန်လေသူတို့သားကလည်းတော့တော်တော်ကိုအကြည့်ရဆိုးတာပဲဘေးဥကိုပစိုးပတ်ပြီးရင်တောင်ဒီလောက်အကြည့်ရဆိုးမှမဟုတ်ဘူးအခုတော့လူကပူအဲ့ထိတ်ကတော့ကြောင်ကြီး ချိတုံရှိနေဆိုတော့လီမုံလာဥတို့ဦးနရွက်တပိထားတဲ့ပုံပေါက်နေတယ်လီသူတို့သားဆိုတော့လှလပပဝစ်စားတဲ့ရင်နတ်သားကလေးလိုလှနေမှာကောင်းပါလီဒီသူတို့သားကတော့လီပါကဖုံဖုံမျက်လုံးကပြူးပြူးပါးစပ်ကပြည့်ပြည့်ဆိုတော့လီနတ်သားတော့နတ်သားပဲယူးယူးနတ်သားတော့မဟုတ်ဘူးဖားနတ်သားနဲ့တူတယ်ဟိဟုတ်ပြောဆိုကြရကြပြန်ဤဓာတ်ပုံဆရာတော်လဲဖားနတ်သားနဲ့ဝမ်မိမယ်တို့ဤမင်္ဂလာညသာစားပွဲ၌ အကြိတ်အနဲအပြိုင်ဆိုင်ဓာတ်ပုံရိုက်နေကြလေထိုထဲတွင်ခင်မောင်ဆိုသည့်လွင်စွာအသားမဲသောဓာတ်ပုံဆရာသည်အရဲ့အမောင်းကလည်းသူများနေသူဘေးမမီတောက်မမီ မရှိရကားလက်ထိုင်များဇပွဲကုံများပြရင်ပေါင်များပေါ်သို့တက်၍ဓာတ်ပုံရိုက်ရသည်ဖြစ်ရာ လွင်စွာမျက်စိနောက်ဆရာကောင်းလာပေတော့၏ထို့ကြောင့်မင်္ဂလာဆောင်အင်ကိုစိတ်ဝင်စားစွာကြည့်ရှုနေကြသောပရိသတ်ထဲမှအတော်ကြီးတဦးကဒီကရာဓာတ်ပုံဆရာကလည်းမြောက်ကြနေတာပဲဟိုတက်ဒီတက်နဲ့ ဟုပြောလိုက်ရာအနိနာမလူများသည်ဝါကနေရေမောလိုက်ကြလေတော့ဤသမင်းဆောက်တော်ပြီးသောအခါ၌နှစ်ဖက်သောမိဘများသည်သရုတ်သမီးနှင့်သရုတ်သားတို့အားလက်ဖွဲ့ကြလေတော့ဤသရုတ်သားဘက်မှရန်ကုန်မြို့ကံတော်ကြီးဘက်တွင်ရှိသောခြံဝင်းကျဲကြီးနှင့်နထတိုက်ကြီးတစ်လုံးရှစ်မိုင်ဘက်မှခြံကြီးတစ်ချံနှင့်မော်တော်ကားနှစ်စီးတွင်တွင်ဘက်တွင်ရှိသောလက်ဧကပေါင်းတရာကျော်နှင့်အယောင်အဝဲကုမ္ပဏီကြီးတစ်ခုကိုစာချုပ်စာတမ်းနှင့်တကွလက်ဖွဲ့လေတော့ဤ ာချုပ်စာရမ်းများကိုနာမည်ကြီးဝလုံတဦးနှင့်၎င်း၏တပည့်ကလေးတဦးကရေးသားပြင်ဆင်ပေးလေ။လက်ဖွဲ့စာချုပ်များကိုသရုပ်သားသရုပ်သမီးတို့ကလက်ခံယူသောအခါ၌နှစ်ဖက်သောမိတ်ဆွေတို့ကလက်ကုပ်တီး၍ကောင်းချီးပေးကြလေ။ဒုက္ခတိုက်အပြင်ဘက်မှကြည့်ရှုနေကြသောလူအုပ်အတွင်းရှိဦးကြောင်ကြောင်လူတယောက်ကပါရောရောင်၍လက်ကုပ်တီးလိုက်သောကြောင့်အပြင်မှလူများလည်းရေမောကြရသေးတော်၏။သောနာဒရောတိမိဘမစိန်တစင်စာမြတ်တစင်စာဗရမ ्या တစင်စာ အကောင်စားမော်တော်ကားကြီးတစ်စီးမင်းမြို့တွင်ရှိသောတိုက်တလုံးကလောတွင်ရှိသောဒေတော်ချံကြီးတစ်ချံစိန်ရွှေရနာဆိုင်ကြီးတစ်ဆိုင်ငွေ၃သိန်းနှင့်တကွဒရုသမီးဤမိဘများအိမ်တွင်လိုလီမုတ်ဆလက်တော်လက်တောင်းခိုင်းစေသော မောင်မင်းကြီးဆိုသည့်စကားမပြောရချာသောလက်ပါစေတူကိုလည်းလက်ဖွဲ့စည်ရင်၌သွသွန်းကလက်ဖွဲ့လိုက်လေတော့ဤသရုတ်သမီးဤဖခင်ဖြစ်သူတထေကြီးဥပအေးက ငါသမီးခိုင်းဖို့စီဖို့ဒီတရဝါကြီးကိုပါဖေဖေကလက်ဖွဲ့လိုက်တယ်ကွဟဲ့ကောင်မောင်မင်းကြီးဒီကိုလာကန်းဟုတ်ခေါ်လိုက်ရမောင်မင်းကြီးဆိုသည့်အစေပါကြီးသည်ဥပအေးရှိတော့သွားကကျမ်းပြင်၌ဒုတဖက် ထောက်ရထိုင်ကဥကောင်းကိုငုံထားလေဒေါကာတရေကြီးဥပအေးကမင်းကိုမမလေးအတွက်လက်ဖွဲ့ပစ္စည်းစင်းမှထက်ပြီးလက်ဖွဲ့လိုက်ပြီးသူတို့နဲ့ရန်ကုန်မှာလိုက်ပြီးနေရမယ်ကြလားဟုတ်ပြောလိုက်ရမောင်မင်းကြီးကဟုတ်အဲ ဟုကြိုးစား၍ဖြေရှာလေ။မောင်မင်းကြီးသည်ဆွမ်းအားသူတစ်ယောက်ဖြစ်၏။ထို့ကြောင့်ဟုတ်ကဲ့ဟုသောစကားနှလုံးကိုပင်ပိသားအောင် ပြောဆိုနိုင်ခြင်းမရှိဘဲဥအဲဟူ၍သာအတန်ထွက်နိုင်ရှာ၏။၎င်း၏တံမာလဲလူတူဤအတန်နှင့်မတူဘဲသိစ္ဆာရန်ကြီးတကောင်ဤအတန်နှင့်သာတူလေ၎င်းတို့ဤလက်ဖွဲ့ပစ္စည်းအနံဝဲပြည်သည့်အချိန်လောက်တွင်အဖျော်ယမကများနှင့်ဧကံပြန်ဤထိုချိန်လောက်မှာအငိမ့်လဲစတင်ကပြလေတော့ဤ ပျော်ပြောင်းနွယ်နှောင်းသောအငိတ်မင်းသမီးကလေးသည်ပရိသတ်ကိုကြောပေ၍ထိုင်နေ၏လူပြကြီးနှစ်ဦးကမူလွန်စွာကြီးမားသောပစိုးကွက်ကြလုံကြီးများကိုဘိုဒီဘတ်ဒီဝှလျက်မင်းသမီးကိုသူအရင်ခေါ်မိငါအရင်ခေါ်မိစသည်ဖြင့်ညှဉ်းခုံနေကြလေ၏လူပြကြီးနှစ်ဦး၏အမိမာလန်ချားနှင့်ဆိုက်ကားဟု၍ဖြစ်၏ဆိုက်ကားဆိုသောလူပြကလန်ချား၏မင်းနဲ့ငါနဲ့ညှဉ်းနေလို့မပြေးသေးဘူးကွာတောင်းတာတုန်းကပေါ်ထွက်လာ တရဝါတလေးစိတ်ချမ်းမြေ့ဆိုထားတယ်မဟုတ်လားကွာစိတ်မြကြီးကလေးကိုပရိသတ်ကမျှော်နေပါပြီအဲ့တော့မင်းမဲအရင်ခေါ်ပါ ဟုတ်ပြောလိုက်ရလန်ချာဟူသောလူပြတ်ကဟုတ်ချောင်းဟန်လိုက်ပြီလျင်မောက်တရင်အဟုတ်စတိုင်ပါတဲ့ကြောက်ပရင်အုံမြဘဝနဲ့ကောင်းညင့်တို့မအဟွာရေဟုတ်ခေါ်လိုက်ရပရိသတ်ဒီဝဲဦးတဲ့ဝါကနေပွဲကြသွားလေဒေါ်ကစိုက်ကားဆိုသောလူပြတ်က တို့ဇမ်းမာလန်ချရာတို့မင်းသမီးကကောင်းညင်းတို့ဆိုလို့ဘယ်လာမလဲကွာဖဲဖဲဖဲငါခေါ်မဲ့ခုစောကရှေ့တို့ထွက်လာပြီလျင်တရင်ကြည့်တဲ့ရွှေမင်းသမီးရေနရင်တီးပြီးရွှေပလင်းကြီးနဲ့ခုခေါ်လိုက်ပြန်ရာ စကားမဆုံးမီမြင်လန်ချဟူသောလူပြတ်ကစကူလေးဖြင့်ဆိုက်ကားဤဥကောင်းကို ဖောင်းကနေရိုက်ကတော်ဇမ်းမာဆိုက်ကားရာ ခေါ်လဲမခေါ်ရဘဲနဲ့ငါခေါ်မဲ့ ဟုဆိုကလန်ချသည်မင်းသမီးကိုခေါ်ရန်ပြင်ဆင်ပြန်လေတော့၏တကလူအကနှင့်ဖက်လိုကြွပြီးဝက်လိုလှတဲ့စိန်မြကြီးလေးရေဟုခေါ်လိုက်ပြန်ရာဆိုင်ကားကလန်ချ၏ဥကောင်းကိုစကူလေးဖြင့်တလက်ပြန်ရိုက်လိုက်ပြန်လေ၏ထို့သောရိုက်ပြီးနောက်အချိန်ကြာတယ်ကွာငါဒီတခါတကယ်ခေါ်ထုတ်တော့မယ်ဟုဆိုကဝရင်အလှမမီတဲ့စိန်မြရီလို့အချိန်ကြပြီးမို့မင်းသမီးလေးစိန်မြကြီးရေ ရွှေပွဲလာတို့ကအထွက်ကြလို့ခက်တာပဲလို့ပြောနေကြပြီးဝရင်မိုးစီချိန်ထုံးမိတဲ့ရွာသားစိန်ဦးစီရေရိုရရလေးနဲ့ခေါ်တော်မူစမ်းပါဦးဟုအတေဘောက်ဖြင့် ခေါ်လိုက်ရာပရိသတ်ကိုကြောပေး၍ရတောင်ကလေးကိုကန်ကာကြုံကြုံကလေးထိုင်နေသောမင်းသမီးကလေးသည်လက်အုပ်ကလေးချီလျက်ပရိသတ်ကိုကြော်ရင်းရိုရရအကားဖြင့်ကပြအသုံးတော်ခံလေတော့၏ထို့နောက်ဆိုင်းစရာရွာသားကြီးစိန်ဦးစီကဝါလက်ကိုပြောင်းတိရာမင်းသမီးကလေးသည် ွက်သွက်လက်လက်ဖြက်ဖြက်လက်လက်ကလေးကလေမင်းမင်းလေးကပြီးသွားခါ၌လန်ချားကဒီကောင်မလေးကတာမြင်တော့ငါမိမကြီးကိုသတိရတယ်ကွာဟုပြောလိုက်လေဒေါ်ကဆိုင်ကားကမင်းမိမကြီးမင်းကိုကပြလို့လားကွာဟုမေးလေငါမိမကမကပါဘူးကွာတငယ်နာကျော်ဆွဲထားတာပါကွာတွန့်လင်းတွန့်လင်းနဲ့ဟုတ်ပြောလိုက်ရာပြိတ္တသည်ဝါကနေရေမောလေထောကဆိုင်ကားကဟဲ့ကောင်လန်ချား တငယ်နာကျော်ဆွဲတာတို့လေဖြတ်တာတို့မကောင်းတဲ့အနိဋ္ဌာယုံတွေစကားတွေမပြောစမ်းပါနဲ့ကွာအခုငါတို့ကနေတာကမင်္ဂလာဆောင်ကွာမင်္ဂလာရှိတာတွေပြောစမ်းပါဟုဆိုလေဒေါကလန်ချားကမင်္ဂလာဆောင်လားတငယ်ချင်းမိသွားလို့ပါကွာမင်္ဂလာဆောင်ဆိုတော့ကြက်တီမင်္ဂလာရှိတာတွေပဲပြောရတော့မှာပေါ့ကွာဒါပေမဲ့ယောက်ျားနဲ့မိန်းမရှိဘဝဂေဆက်လို့ပေါန့်ဖက်ပြီးအာဝဟဝိဝဟပြုတဲ့အခါမှာဘာအရေးကြီးတယ်မှတ်တယ်လေ ဟုမေးလိုက်ရာဆိုင်ကားကစိတ်သဘောချင်းတိုက်ဆိုင်ဖို့အရေးကြီးတာပေါ့ကွာဟုဖြေလိမ့်ထောကလန်ချားက မသိမချင်းမှတ်ထားချင်းတော်အရေးကြီးတယ်ကွာဟုပြောလိုက်ရာပရိသတ်ကြီးသည်ဝါကနေရေမောလိုက်လိမ့်ထောကလန်ချားကသူဤစကားကိုအောက်ပါတိုင်းနှုတ်ခမ်းတက်လိမ့်ငါပြောတာကဒီလိုပါဆိုင်ကားရာချင်းတော်မပါပဲအိတ်ရင်ချင်းကြိုက်မယ်ကွာချင်းကြိုက်ရင်ရနာတွေဖြစ်မယ်ရနာတွေဖြစ်ရကစပြီးအသားအရေတွေမကောင်းဖြစ်လာတော့မယ်လေ အဲ့ဒီခါမှာဆွေစဉ်မျိုးဆက်တစ်ခုလုံးအညွန့်တုံးကိုရီပြားယောဂါတွေဘာတွေဖြစ်သွားနိုင်လဲကွာ ဟုတ်ပြောလိုက်ရာဆိုင်ကားကတော်သေးတာပေါ့ကွာဟုတ်ဝင်၍ထောက်လိုက်လေတော့ကြီးလူပဲကြီးနဲ့ဦးထော်တော့အချီအချပြောနေစင်နှပ်ပြင်အငိမ့်မင်းသမီးလေးစိန်မြကြီးကတော်သားမရှင်စိန်မြကြီးကပြရစီအိုးဟုတ်စောကညှော်လိုက်ရတာကိုဟွာဟိုသားတဲ့ချင်းကိုဆွေ၍ကလေကြီး မင်းမိကလေးဤတချင်းတန်ဆုံးသားသည်နှင့်လူပြကြီးနှစ်ဦးသည်ဟေ့ဟေ့စိတ်မြကြီးဤသားရှိတာဘောကုန်ပြီဟုတံမြိုင်လက်ခုပ်တည်၍ဆိုလေတော့ဤဒေါနလန်ချာကစိတ်မြကြီးကလေးကသူ့ဤသားဟာပွဲကြီးပိတာထဲမှာပါနေလို့ပြောနေပါလားဆိုင်ကားရဲ့ဟုတ်ပြောလိုက်ရဆိုင်ကားကဟေ့ကောင်လန်ချာမင်းစိတ်မြကြီးဤသားကိုမသိဘူးလားကွာငါကတည်တည်ချာချာသိတယ်မောင်ဟုတ်ပြောလိုက်ရမင်းမိစိတ်မြကြီးကကိုဆိုင်ကား ရှင်ကျမဤစားကိုတကယ်သိသလားဟုမေးလေထွက်ကဆိုင်ကားကတိရာပေါ်စိန်မြကြီးရဲ့နေဤစားကအသားဖြူဖြူမဟုတ်လားဟုပြောလိုက်လျင်စိန်မြကြီးကဟုတ်တယ်ဟုတ်တယ်သူကသိကိုအသားဖြူတာဟုဝင်၍ထောက်လေခေါင်းပေါင်းစင်ရောင်ကလေးလဲအမြဲပေါန့်ထားတယ်လေဟုဆိုင်ကားကပြန်ပြောလေလင်းစိန်မြကြီးကဟုတ်တယ်ကိုဆိုင်ကားကြီးသူကခေါင်းပေါင်းအစင်းရောင်ကလေးကိုအမြဲပေါန့်တာဟုတ်စိန်မြကြီးကပြောပြန်လေ ငါကဒီကောင်ကိုခေါက်ဆွဲဆိုင်မှာတွေ့ခဲ့တယ်။ဟုတ်ဆွဲ၍ပြောပြန်လေ။ဒေါကစိန်မြကြီးကဟုတ်မှာဟုတ်မှာသူကသိရင်ကိုခေါက်ဆွဲကြိုက်တာ။ဟုတ်ပြောပြန်လေ။နင်ကဘယ်သူကိုပြောတာတော့။ဟုတ်ဆိုင်ကားဆရာကမေးလေ။ကျမဤစားကိုပြောတာပေါ့ကိုဆိုင်ကားရဲ့ခေါက်ဆွဲဆိုင်မှာတွေ့ခဲ့တယ်ဆို။ဟုတ်စိန်မြကြီးကဖြေလိုက်ရာဆိုင်ကားကငါတွေ့ခဲ့တာနင်ဤစားမဟုတ်ပါဘူး။ခေါက်ဆွဲဆိုင်မှာချိန်ထားတဲ့မုံလာဥပါ။ ဟုတ်ဆိုင်ကားကပြောလိုက်ရာပရိသတ်သည်ဝါကနေပွဲကြသွားလေစိတ်မြကြီးကမူဆိုင်ကားဤခေါင်းကိုရက်တောင်ဖြင့်ရိုက်ရင်းတော်ပါဟုတ်ပြောလိုက်လေထွက်ကလန်ချားဆိုသောလူပြက်ကဆိုင်ကားကိုတွန့်ဖယ်ပြီးလျင်အလကားပါစိတ်မြကြီးရဲ့ဒီကောင်ကမတိပဲနဲ့နင့်ကိုဖြီးနေတာပါငါကနင့်ကြီးသားကိုတကယ်တိတာပါဟုတ်စိတ်မြကြီးကိုပြောလိုက်ရာဟုတ်လားကိုလန်ချားရဲ့ဟုတ်စိမ်မြကြီးကမေးလေဟုတ်တာပေါ့ဟဲ့နင့်ကြီးသားကမျက်လုံးပြူးပြူးမဟုတ်လား ို့လန်ရှားကမေးလိုက်လေဟုတ်ပါလေသူကစိတ်ကြီးကိုမျိုးလုံးပြူတာပါသွားလေခေါ်ခေါ်မဟုတ်လားဟုတ်လန်ရှားကမေးပြန်လေဟုတ်ပါလေသွားလေနည်းနည်းခေါ်ပါလေအတန်လဲကျယ်တယ်လေဟုတ်လန်ရှားကပြောပြန်လေဟုတ်ပါလေသူစကားပြောရင်အတန်သိကျယ်တာဟုတ်စိန်မကြီးကဖြေလေအေးဒီကောင်ကအပြည့်လဲသိမြန်တာနော်ဟုတ်လန်ရှားကပြောလိုက်ရာစိန်မကြီးကဟုတ်တယ်ဟုတ်တယ်သူကသိအပြည့်တန်တာအပြည့်သမားရှင့်ဟုတ်ပြောပြန်လေ င်ကဘယ်သူပြောနေတာတော့ဟုတ်ပြောလေငါတွေ့တာနင်းကြီးစမဟုတ်ပါဘူးကွယ်မော်တော်ကားဟာဟဲ့ဟုတ်ပြောလိုက်လေပရိသတ်ဒီလဲဝါကနဲ့ရေမောကြပြန်လေဒေါကစိန်မြကြီးဒီတော့ကြဲသားမှာရှင်တို့ရေဟုတ်စောကားတခြင်းဆို၍ကပြလေဒုံညာက အငိမ့်ဒီလွင်စွာပွဲကြလှ၏သရိုသမီးနဲ့သရိုသားမှာလဲလွင်စွာမှပျော်ရွှင်လေနဘသောမိဘဆွေမျိုးများမှာလဲကျင်းနဲ့ဝမ်းမြောက်ကြလေ နောက်တနေ့တွင်ကသရိုသိမီနှင့်သရိုသားတို့သည်မင်းမျိုးတို့၎င်းကလောတို့၎င်းတွားရောက်လဲပတ်ကြလေ၏၎င်းတို့သည်ရန်ကုန်သို့မပြောင်းကြသေးပဲလဲပတ်နေကြလေ၏သရိုသားဘက်မှမိဘဆွေမျိုးများသာလျှင်ရန်ကုန်သို့ပြန်သွားကြလေ၏ရန်ကုန်သို့ရောက်သောအခါ၌သရိုသား၏ဖခင်သည်၎င်းတို့အိမ်မှအစီကံများအားမောင်မောင်နိုင်နှင့်ခင်မေကြီးတို့အတွက်လက်ဖွဲ့လိုက်သောကံတော်ကြီးအနီးမှအိမ်ကိုရှင်းလင်းတုတ်တင်ရန်စီခိုင်းလိုက်လေ၏ ထို့ကြောင့်ဓမင်းချက်မူတူဒီပြည်စီလဲဗကန်စီစိန်ကြီးဗန္နာစုမကော့နှင့်ဒရဝံစရစ်တို့သည်ကန်တော်ကြီးအနီအိမ်ကြီးစီတို့ခြိတက်သွားကြလေတော့၏၎င်းတို့သည်ဒီပြည်စီများလှဲကြ၏တအိမ်လုံးကိုရေပတ်တိုက်ကြ၏ကိုယ်စောများကိုအစ်စ်လဲ၍ခင်းကြ၏ခန်းစီနှင့်ဗရင်ပေါက်လိုက်ကားများကိုအစ်စ်လဲလဲတက်ဆင်ကြ၏သောသောပြုလို့ရင်ဓမြစီလဲဗကန်စီနှင့်တောက်တော်မရလောက်ရသောမဆိုင်ကြီးက ုမမောင်နိုင်ကကျမတို့ကိုဆူလိုက်ကျင်းလိုက်ညှိလိုက်နေအတော့ကိုဒုက္ခများတာပဲဒါပေမဲ့အခုကသူကမိမရလာပြီဆိုတော့သူ့မိမကသဘောကောက်မှာပါအဲ့ဒီတော့ကျမတို့တော့အဆူအကျဉ်းတတ်တာလိမ့်မယ်ထင်ပါတယ်လေဟုတ်ပြောရံသမင်းချက်ကလာမို့တို့က မထန်ဆန်းမနဲ့မဆင်ကြီးရဲ့မိခဲဟာ ရေခဲနဲ့မင်္ဂလာဆောင်မလားဗျာမိခဲဟာမိခဲနဲ့ပဲမင်္ဂလာဆောင်မှာပေါ့တို့တို့နှစ်ယောက်ကမွေးလာရင်လည်းမိခဲကလေးတွေပဲမွေးလာမှာပေါ့ရုပ်တော့အဖို့တော့ကိုမမနဲ့မိမယူတဲ့အတွက်အပူသက်သာဖို့မရှိပါဘူးဘိုးပြီးတော့ကိုလေဘူတော့မလွတ်တာအောင်းမေ့ပြီတော့ဟုတ်ပြောလိုက်ရဗန္နာစုမကောနဲ့မာလီစရစ်တို့ဒီမူလူကြီးစကားကိုသဘောကြလွင်၍ရင်မောကြပြီလျင်ဗန္နာစုမကောက မှုတူပြောတာဟုတ်မှာပါတို့အတွက်ကတော့တသက်သာဖို့မရှိပါဘူးစိန်ကြီးရေဟုတ်ထောက်ခံလိုက်လေ၎င်းတို့သည်အိမ်ကြီးကိုရှင်းလင်းပြီးနောက်အိမ်ကြီး၏နောက်ဘက်အစီကံတန်လျာနာပင်နေထိုင်၍မောင်မောင်နိုင်နှင့်ခင်မေကြီးတို့ပြန်လာပြီးရက်ကိုတိတ်တိတ်ဆိတ်ဆိတ်ဖြင့်စောင့်မျှော်နေကြလေမောင်မောင်နိုင်နှင့်ခင်မေကြီးတို့သည်မန္တလေး၌နေထိုင်၍လဲပတ်ပြီးနောက်အညာဆန်သင်္ဘောကြီးဖြင့်မြေကြောင်တိုင်းစုံစင်း၍ရန်ကုန်သို့လာခဲ့ကြလေတော့၏ ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးမင်းသိန်းခအီမောင်မင်းကြီးသားမောင်မြဖေဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်း၄နေဖြင့်စတင်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဒီအပိုင်း၄ဖတ်တဲ့အချိန်မှာပေါ့လေအာကျွန်တော်တို့ခက်ခဲလေးတခုကပါလဲဆိုလို့ရှိရင်အာကျွန်တော်ဒီဖိုတိုပေါ့နော်ဂျေဘက်ခေါ်မှာပေါ့လေအဲဖိုတိုလေးကိုကျွန်တော်ကြည့်တဲ့အခါမှာသူကစာကစာရွက်တွေကကြော်နေတာရှိနေတော့အဲကျွန်တော်ရှာရှာနေရတယ်ပေါ့လေအဲ့တော့ကျွန်တော်ဖတ်ဖို့ဆက်ဖတ်ဖို့ကိုအမှန်တော့ကျွန်တော်မိနစ်30နေပါလောက်တော့ဖတ်မလို့ပေါ့နော်ဆက်ဖတ်ဖို့ကို အဆင်ပြေသေးဘူးအဲကျွန်တော်တို့စာရီစာမျက်နှာတွေအစင်တိုင်းဖြစ်အောင်ကျွန်တော်ပြန်စီအောင်မယ်ဆိုပြီးတော့စိတ်ကူးပြီးတော့ကျွန်တော်ဖြတ်ချလိုက်တယ်ပေါ့နော်အဒီနေ့အပိုင်းမှာတော့အဒီနေ့ဆိုရင်ဒီဇင်ဘာနေ့ရက်ဖြစ်မယ်နဲ့တူတယ်ပေါ့နော်ဒါကျွန်တော်ဖတ်နေတဲ့ချိန်မှာတော့နိုဝင်ဘာနိုဝင်ဘာ20နှစ်ပဲရှိသေးတယ်ဆိုတော့ အော်နောက်ပိုင်းနေကြမှာပဲကျွန်တော်မိနစ်30ပတ်ချလဲလေးဖတ်ပြပါမယ်တကြကြတော့ဟောပါဘောနော်ဟာတိုးလိုက်တာတိုးလိုက်တာလည်းဖြစ်မှာလဲဆိုရဲပေါ့နော်အရန်ရှည်သွားတဲ့ဟာတွေကြတော့လဲအလိုနည်းနည်းအပိုင်းကြအောင်ဖတ်တိုင်းပါရှိရပေါ့နော်အဲ့တော့ပိုင်းနှစ်ကနေစပြီးရင်တော့ကျွန်တော်အော်မိနစ်30ပတ်ချလဲလောက်ကိုတော့ဖတ်ဖတ်ပြပါမယ်ပေါ့နော်အဲ့တွေလဲအော်နည်းနည်းဒီနေ့ဒီနေ့မှာတော့ကျွန်တော်ဒီနေ့ပိုင်းလေးမှာတိုးသွားတယ်လဲနည်းနည်းလေးကျွန်တော်ကိုတိကဏလဲခွင့်လွှဲပေးပါခင်ဗျာကျွန်တော်နေဒီအစောဒီလိုက်ပါနားဆင်ခံစားပြီးခဲ့တဲ့အတွက်လဲကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာ ျွန်တော်တို့အားလုံးအပိုင်းနှစ်မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ